မိတ်ဆက်ဖန်တီးရတဲ့ game ထဲမှာ mechanic ကလည်းအဆင်ပြေတယ် graphic ကလည်းမဆိုးဘူးဒါပေမဲ့ဒီနေရာမှာတခုခုလိုရယ်ဆိုပြီးခံစားနေရတာဒါဆိုဘာကြောင့်ဒီလိုမျိုးဖြစ်ရတာမိတ်ဆက်လိုမျိုးခံစားရတယ်ကြုံရတယ်ဆိုရှင်နားလဲပါတယ်ကျွန်တော်တို့လည်းခဏခဏဒီလိုမျိုးပဲကြုံရလို့ပါဒါကလည်းဘာကြောင့်ဖြစ်တာလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် အားလုံးမင်္ဂလာပါဒီမင်္ဂမြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာမက်ဆေ့ဖန်တီးရတဲ့ဂိမ်းကိုပလေယာတွေကပြင်မသွားပဲဆက်ဆော့နေအောင်လုပ်ပေးတဲ့ဂိမ်းဒီဇိုင်းအကြောင်းအချို့ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဂိမ်းဒီဇိုင်းအကြောင်းပြောမယ်ဆိုလို့ရှိရင်အဓိကကျတဲ့ MDA framework ကိုသိရပါမယ်ဂိမ်းဒီဇိုင်းရဲ့အရေးပါတဲ့ MDA framework ဆိုတာပါ2004ခုနှစ်ကဒီဇိုင်နာ၃ယောက်ပေါင်းပြီးတော့စာတမ်းတစ်ခုထုတ်ခဲ့ပါတယ်။အဲ့ဒါကတော့ MDA framework ဖြစ်ပြီးတော့ဂိမ်းနဲ့မှာပါဝင်တဲ့ mechanic, dynamic, aesthetic ကိုဆိုလိုချင်တာပါ။ဒီသုံးခုကလည်းဂိမ်းနိုင်နီးပါးမှာပါဝင်နေပါတယ်။ ။ mechanic ဆိုတာကတော့ဒီ game တစ်ခုလုံးမှာပါဝင်နေတဲ့ game ရဲ့အလုပ်လုပ်ပုံတွေ။ဒီ game ထဲမှာပါဝင်ပြီးဆော့ကစားနေတဲ့ player တွေကလည်းဘာတွေလုံးလို့ရတာလဲ၊လုံးလို့မရဘူးလဲဆိုတဲ့ဒီကန့်သတ်ချက်တွေ။ပြီးရင် game ရဲ့ system တွေ။ဥပမာပြောရမယ်ဆိုရင် player က enemy နဲ့ချလို့ရှင်သွေးဘလူရောက်မှာလဲ။သူ spare သုံးလို့ရှင် mana ဘလူကုန်မှာလဲဆိုတဲ့မျိုး mechanic တွေပေါ့။ dynamic ဆိုတာကတော့ကျွန်တော်ခုနကပြောခဲ့တဲ့ game ထဲမှာပါဝင်တဲ့ mechanic တွေကို player အသုံးပြုမှာလား။အသုံးမပြုလားဆိုတဲ့ဒီပြုမှုပုံကနေပြန်ထွက်လာတဲ့အကျိုးရလဒ်တွေကိုပြောတာပါ။ ောက်ဆုံးအနေနဲ့ကတော့ aesthetic ပါဒီနေရာမှာကျွန်တော်ပြောချင်တာက game ထဲမှာ player တွေမြင်ရတဲ့ graphic တို့ဒီ visual art တို့မျိုးပြောချင်တာမဟုတ်ဘဲနဲ့ဒီ game ထဲမှာဘာ mechanic တွေပါဝင်လဲအဲ့ mechanic ကို player ကသုံးလိုက်လားမသုံးလိုက်ဆိုတဲ့ dynamic ကနေ player ကဘယ်လိုမျိုးခံစားရလဲဆိုတဲ့အကြောင်းအရာကိုပြောချင်တာပါအမှဒီမျိုး firing spell ကိုတုံးလိုက်ခြင်းအားဖြင့်မိခွင်းရထွက်သွားပြီး enemy နှိမ်နှင်းသွားတဲ့ခါကျတော့ရှင် player က overpower ဖြစ်တယ်လို့ခံစားရတဲ့ပုံစံမျိုးကိုပြောချင်တာပါဒီ MDA framework နဲ့နှိုင်းရှင်ပြီးတော့ game တစ်ခုကိုကြည့်ကြရအောင် The Legend of Zelda ဆိုတဲ့စီးရဲကနောက်ဆုံးထွက်တဲ့ဂိမ်းတွေမှာဆိုလို့ရှိရင်ဓာတ်ကိုပြက်စီးစေတဲ့မကန်နဲ့လေးထည့်ထားပေးပါတယ်။ဒီမကန်နဲ့ကိုတိတဲ့ player တွေကလည်းရန်သူနဲ့ကြုံလာမယ်ဆိုလို့ရှိရင်သူကရှောင်ထွက်သွားမလား။ဒါမှမဟုတ်ဓာတ်တွေအများကြီးစုပြီးတော့ဒီရန်သူတွေကိုရင်ဆိုင်မလားပေါ့။ဒီမျိုး battle တွေချတဲ့အခါမှာလည်း player ကသူတို့လုပ်ချင်တာလုပ်လို့ရတဲ့ creative freedom ပေးရပါတယ်။အဲ့လိုမျိုး mechanic လေးပေးထားတဲ့အတွက်ကြောင့် player တွေကလည်းသူတို့ကရန်သူနဲ့စုံရင်ချမလားမချဘူးလားဆိုတဲ့ gameplay ပုံမူတည်ပြီးတော့တယောက်နဲ့တယောက်ခံစားရတဲ့ပုံစံတွေလည်းမတူတော့ပါဘူး။ ဒီလိုမျိုး player တွေကိုလွတ်လပ်ခွင့်ပေးထားပြီးတော့သူတို့လှုပ်ချင်အောင်ပြီးလုံးရတဲ့အတွက်ကြောင့် fan ဖြစ်ပြီးသူတို့ဒီ game ကိုဆက်ပြီးတော့ဆော့ကြတော့ပါနမကြီး game mechanic တွေကိုကို game ထဲမှာအမြဲတမ်းထည့်ထားဖို့လိုအပ်လို့လားနောက်တစ်ခုကတော့ကျွန်တော်တို့ငငယ်တော့အဆော့ဘူးတဲ့ God of War ဆိုတဲ့ game ထဲမှာဆိုရင်ကျွန်တော်တို့ဒီလက်နက် item တွေကိုပြောင်းပြီးတော့ gain လုပ်ရတဲ့ mechanic မျိုးတွေ့ဖို့မှာပါဒီမျိုး mechanic ကိုလည်းကို game ထဲမှာပြန်ပြီးထည့်ပြီးတော့တုံးကျင်နေဆိုလို့ရှိရင်တော့ကို game နဲ့ kait မ kait ကိုပြန်ပြီးတော့ဆန်းစစ်ပြီးတော့စဉ်းစားစီခြင်းပါလားဥပမာ Alien Isolation ဆိုတဲ့ game ထဲမှာဆိုရင်လည်း Auto Assist System ထည့်ခဲ့ဖို့ပါလား ဒီ auto assist တန်က player ကိုရန်သူကနေမထိခိုက်အောင်လုံခြုံတဲ့ check point လေးပေးပြီးတော့ game ကိုပြီးစေတာပါဒီစနစ်ကြောင့်လည်း game ကတိတ်ပြီးတော့ကြောက်စရာမကောင်းတဲ့သူမျိုးဖြစ်သွားမှုပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင် player ဒီမျိုးလုံခြုံနေရမှာခုခုပြီးတော့ game ကိုစေပြီးတော့ခက်ခဲနေရအောင်ကြော်သွားနိုင်တဲ့အတွက်ကြောင့် game ကတိတ်ပြီးတော့ကြောက်ဖို့မကောင်းတော့ပါဘူးအဲ့ဒါကြောင့်ဒီ game ရဲ့ developer တွေကလည်းဒီ auto assist system ကိုဖြုတ်ပြီးတော့ manual assist system နဲ့အစားထိုးခဲ့ပါတယ်ဒီ manual assist system မှာပူဆိုးတာက player ကစေ့နေတော့ကိုလုံနေဖြစ်နေတယ်ဆိုလို့ရှိရင်ရန်သူကလာပြီးတိုက်ခိုက်လို့ရပါတယ် အဲ့လိုမျိုးစီးနေတော့မှ player က game over ဖြစ်နိုင်အတွက်ကြောင့် game ကပို့ပြီးတော့ကြောက်ဖို့ကောင်းသွားတာပေါ့ဒါကြောင့် game mechanic တခုကိုထည့်မယ်ဆိုလို့ရှိရင်ကို့ game နဲ့ကိုက်ညီရလားကို့ game က player ကိုပေးစင်တဲ့ခံစားချက်မျိုးနဲ့ကိုက်ညီရလားမကိုက်ညီဘူးလားဆိုတာကိုစမ်းစစ်ပြီးမှသာ game mechanic တခုကိုထည့်စင်ချင်ပါတယ်နောက်ဆုံးတစ်ခုကတော့ vision ပါ game design မှာ vision ကဘယ်လောက်ထိရေးပါလဲပထမဆုံးအနေနဲ့ game နဲ့ vision အကြောင်းကိုပြောပြပေးပါမယ် game vision ဆိုတာကတော့ကိုဖန်တီးထားတဲ့ game နဲ့က player တွေကိုဘယ်လိုမျိုးခံစားချက်သို့မဟုတ်အတွေ့အကြုံမျိုးပေးချင်တာလဲကိုဆိုလိုတာပါ အကယ်၍ကိုယ့်ရဲ့ gain ကကြောက်ဖို့ကောင်းတဲ့အတွေ့အကြုံခံစားချက်မျိုးပေးခြင်းနဲ့ဆိုပါစို့အဲ့ဒါဆိုလို့ရှိရင် gain ထဲမှာဒီမျိုးကြောက်ဖို့ကောင်းတဲ့ mechanic တွေထည့်ထားရမယ်ဥပမာအလင်းရောင်မိတ်တုံးမိတ်တုံးဖြစ်နေတာလေ player ကိုတယောက်တည်းဖြစ်အောင်တွတ်မှုပေးတဲ့ mechanic မျိုးတွေထည့်ထားတဲ့ဆိုတာကိုသိရပါမယ်ဥပမာ subnautica လိုမျိုး gain ထဲမှာဆိုလို့ရှိရင် player ကဒီရေအောက်ကဘာထဲမှာ open world ပုံစံမျိုးလိုက်ပြီးတော့စူးစမ်းလေ့လာရတဲ့ဒီ doubt the unknown feeling မျိုးကိုခံစားရအောင်ဖဏိထားပါတယ် နောက်ထပ်နာမည်ကြီး game တွေဖြစ်တဲ့ Batman, Hitman တို့လို game တွေမှာဆိုလို့ရှိရင် player ကတိတ်တခုလေး enemy တွေကို live ဖြုတ်လို့ရတယ်ဆိုတော့ခံစားချက်မျိုးရအောင်လည်းလုပ်ထားမျိုးကိုတွေ့ရမှာပါ။အကယ်၍ကိုယ့်ရဲ့ game ကိုဖန်တီးနေတော့ဒီ mechanic တွေအများကြီးထည့်ပြီးရှုပ်ထွေးလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ game ကပေးတဲ့ vision နဲ့ဒီ mechanic နဲ့ကိုက်ညီလားမကိုက်ညီလားဆိုတာစမ်းစစ်ပြီးတော့ထည့်တဲ့လို့ကျွန်တော်အကြံပေးချင်ပါတယ်။ဒီမျိုး game vision တခုကောင်းလာဖို့ဆိုတာလည်း mechanic ဘက်ချမ်းမှာမဟုတ်ဘဲနဲ့ story ဒီ sound design art style တွေအစားတခုနဲ့တခုချိတ်ဆက်နေဖို့ကလည်းအရေးကြီးပါလိမ့်မယ်။ ဒီမျိုး game design ပုံစံမျိုးတွေနဲ့ကိုပိုင် game တွေဖန်တီးချက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာကနေဖွင့်လှစ်ထားတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီတန်းမှာကျွန်တော်တို့က Unity နဲ့ C# programming ကိုအဓိကထားတင်ကြားပေးမှာဖြစ်ပြီးတော့ Super Monkey Ball လိုမျိုး game, 2D platformer game တွေနဲ့ third person shooter လိုမျိုး game ကိုဖန်တီးရင်းနဲ့ game လုံးမပညာရက်ကိုသုံးလကြားလေ့လာမှာပဲဖြစ်ပါတယ်။တင်တန်းကြီးကတော့နှစ်သိန်းခွဲကျတဲ့မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလည်း certificate နဲ့ professional game လို့ပါတယောက်အနေနဲ့အနာဂတ်မှာဘာတွေဆက်လုပ်ရမလဲဆိုတဲ့ဒီ game တွေပါ roadmap တွေကိုလည်းချပြပေးသွားမှာပါ။ ကျွန်တော်ရဲ့အတန်းကဂျွန်လ16ရက်နေ့မှာဖွင့်လှစ်တင်ကြပေးသွားမှာဖြစ်ပြီးတော့လူကြီးကန့်သက်ထားမှုအခုပဲ page မှာလာရောက်စုံစမ်းထားလိုက်ပါအဲ့ဒီတော့ game design တစ်ခုကိုစလုပ်လို့မယ်ဆိုလို့ရှိရင်ကို့ game ကပါဝင်တဲ့ mechanic တွေနောက်ပြီးရင် dynamic လို့ခေါ်တဲ့ဒီကိုပေးရတဲ့ mechanic တွေကို player ကဘယ်လိုမျိုးပြုမှုသွားလဲဆိုတာတွေနောက်ဆုံးကတော့ aesthetic လို့ခေါ်တဲ့ player တွေကဘယ်လိုမျိုးပြုမှုပြီးတော့သူတို့ကဒီ game ကိုဘယ်လိုမျိုးခံစားလဲဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်ဒါမှ player တွေကကိုယ့်ရဲ့ game နဲ့ mechanic ကိုဘယ်လိုမျိုးအသုံးချမှာလဲ အသုံးချပြီးရင်ဘယ်လိုမျိုးခံစားမလဲဆိုတာကိုတီးကြကြသိနိုင်မှာဂိမ်းအောင်တစ်ခုဖြစ်လာမှာပါအကယ်၍တခြားဂိမ်းတွေကမကဲနဲ့တကိုလည်းကိုယ့်ဂိမ်းနဲ့မှပြန်ယူသုံးကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ဂိမ်းနဲ့ကိုက်မကိုက်ကိုတခြားလေးစဉ်းစားပြီးမှထည့်စေချင်ပါလေကိုယ့်ဂိမ်းနဲ့မကိုက်နေဘူးဆိုလို့ရှိရင်မထည့်တာအကောင်းဆုံးပါနောက်ဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ game vision ကိုတီးကြကြလေးတတ်မှတ်ထားဖို့လိုအပ်ပါတယ် အဲ့ဒါမှသာကိုယ့်ရဲ့ဂိမ်းကို player တွေကစောတဲ့အခါကြလို့ရှိရင်ဘယ်လိုမျိုးခံစားချက်အတွေ့အကြုံမျိုးရမှာလဲဒီမျိုးခံစားချက်တွေကိုပေးနိုင်ဖို့အတွက်ကိုကဘာ mechanic တွေထည့်ရမလဲဆိုတဲ့ဟာကိုတည်ကြကြသိနိုင်မှာပါကဲဒါဆိုရင် game design တွေကဘယ်လိုမျိုးအကြောင်းအရာတွေကို message လို့စိတ်ဝင်စားကြလဲကိုယ့်ရဲ့ game ဖန်တီးတဲ့အခါကြလို့ရှိရင်လည်းဘယ်လိုမျိုး game mechanic တွေထည့်ကျင်လဲဆိုတဲ့ဟာကို comment section မှာဆွေးနွေးသွားနိုင်ပါတယ်ဒီ message တွေအားလုံးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီမျိုး video ကိုချန်နယ်တက်တယ်ဆိုလို့ရှိရင် like and share တွေလုပ်ခဲ့ပေးပါအောင်ကျွန်တော်နောက်တဲ့ video တွေမှာပြန်လဲဆုံတွေ့ကြအောင်အားလုံးပဲ bye bye